မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလာဗေဒာညွှန်ကြားမှုအစီအထဏာကနေဧပြီလ9ရက်ဒီကနေ့နဲ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်ကပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်တိမ်ထူထန်နေပြီးကြံမင်္ဂလာပင်လယ်အော်တွင်တိမ်အသင်အတိဖြစ်ထွန်းနေပါသည် ဒီကနေ့ညနေအထိခမ်းမက်ချက်ကတော့တနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာစစ်စစ်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရဝတီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်နဲ့ချင်းပြည်နယ်တို့တွင်နေရာကွက်ကြားမှုထိစုံရပါမယ်။ရွာရန်တို့ရှစ်ဆဲဖြစ်ပါတယ်။ကြန်တိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်တိမ်အင်းတိမ်အင်းတွေဖြစ်ထုံးပါမယ်။ မြန်မာပင်လယ်ပြင်နဲ့လှိုင်းနေငယ်မှာလှိုင်းတင်အတင်းရှိပါမယ်။လှိုင်းမြန်မာမြန်မာကန်ရံတရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့တွင်၄ပေမှ9ပေခန့်ရှိနိုင်ပါသေး။ နောက်နေ့အတွက်ခမဲချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာကျကျမှုထေချုံရပါမယ်။ နေပြည်တော်နဲ့မန္တလေးမြို့အနီးတစ်ဝိုက်အတွက်ဒီကနေ့နေ့ထိခန့်မှန်းချက်ကတော့တရင်တင်တေဖြစ်ထုံးပါမယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်ဒီကနေ့နေ့ထိခန့်မှန်းချက်ကတော့တရင်တင်တေဖြစ်ထုံးပြီးနေရောက်ခွဲခြားမှုတွေကြုံရပါမယ်။ရွာရန်လုံး80ဖြစ်ပါရဲ့ရှင်။